ဒီနေ့မှာတော့ဆရာဖြိုးဝေမဟာဝိစာဘာသာပြန်ထားတဲ့မိတ်ဆွေလေးဦးနဲ့ဘဝသင်ခန်းစာများဆိုတဲ့စာအုပ်လေးရဲ့အတူချုပ်လေးကိုပြောပြမှာဖြစ်ပါတယ်။ဒီစာအုပ်မှာအသက်အရွယ်မရွေးလူတိုင်းနဲ့ဆိုင်တဲ့ဘဝသင်ခန်းစာတွေကိုစူးစမ်းဖော်ထုတ်မဲ့တရုတ်ဖော်ပုံပေါင်း၁၀၀ကျော်ပါတဲ့ရုပ်ပြဝတ္ထုတစ်ခုကိုဖန်တီးထားပါတယ်။ ယခုလိုမရေရာမသေးကြတဲ့အချိန်ကာလမျိုးအတွက်ဒီစာအုပ်ထဲမှာစိတ်ဆုံးမှုနဲ့မျောလင့်ချက်တွေပေးထားပါတယ်။ဇလန်းထဲမှာစူးစမ်းတဲ့ကောင်လေးလောဘကြီးတဲ့ပွေးကောင်တတိရှိတဲ့မြေကွေးနဲ့ညံအမျော်မြင်ရှိတဲ့မြင်းတို့ဟာခက်ခဲတဲ့အခြေအနေတစ်ခုကြုံတွေ့နေရပြီးသူတို့လေးဦးစုံမိရာကနေကြီးမားတဲ့ဘေးအန္တရာယ်တွေကိုအတူရင်ဆိုင်ရင်းသူတို့ရဲ့အားနည်းချက်၊ကျင်နာမှု၊မျောလင့်ချက် ခင်မင်ရင်းနှီးမှုနဲ့ချစ်ချင်းမြတ်တာတို့ကိုရှာဖွေတွေ့ရှိသွားပါတယ်။စွန်စားခန့်တွေနဲ့မိဆွေလေးဦးကြပြောကြတဲ့အရေးပါတဲ့စကားပြောဆိုမှုတွေဟာစာဖတ်သူဘလို့အသက်အရွယ်မျိုးနဲ့မဆိုဆိုင်နဲ့သင်ခန်းဘဝသင်ခန်းစာရီအပြည့်ပါဝင်နေပါတယ်။ဆိုပြီးတော့ပြောထားတယ်ပေါ့နော်။ရုပ်ပြဝိထုလို့ပြောထားတဲ့အတိုင်းပဲတကယ်ကိုစာနည်းနည်းလေးနဲ့ပုံများများကိုထည့်သွင်းပြီးတော့ရေးထားတယ်ပေါ့နော်။ ဒီထက်ကနေပြီးတော့မှအရန်ကောင်းတဲ့စကားစုလေးတွေကိုဒီနေ့ရဲ့မှတ်စုအနေနဲ့ပြောပြပေးသွားမှာဖြစ်ပါတယ်။ကြီးလာရင်ကျင်နာတတ်သူဖြစ်ခြင်းနဲ့အောင်မြင်တယ်ဆိုတာချစ်ခင်နေတာကိုခေါ်လာမင်းကုံမင်းအခြားသူနဲ့ရှင်နာကအကြီးမားဆုံးအချိန်ဖြုံးမှုပဲအခြားသူတွေမင်းကိုဘယ်လိုတွေးတင်မလဲစိုးရိမ်ပူပန်တာကနောက်ထပ်အချိန်ဖြုံးမှုတစ်မျိုးပဲ အကြီးမားဆုံးလွတ်လပ်ခွင့်တွေထဲကတစ်ခုကဖြစ်ရက်တွေကိုဘယ်လိုတုံ့ပြန်မလဲဆိုတာရွေးချယ်ခွင့်ရှိခြင်းပဲငါတို့ကငါတို့ရဲ့အပြင်ဘက်တွေကိုသာမြင်နိုင်တယ်ဒါပေမဲ့အားလုံးလူလူကအတွင်းဘက်မှာဖြစ်နေတာမကြာခဏဆိုသလိုမိတ်ဆွေမဖြစ်နိုင်ဘူးလို့ထင်ရပြီးဖြစ်လာတဲ့မိတ်ဆွေကအကောင်းဆုံးပဲမင်းကုံမဲတနာကျင်တာဟာအကြီးမားဆုံးတနာကျင်တာမှုတွေထဲကတစ်ခုပဲ။ မကြာခဏခွင်းလွှတ်ဖို့အခက်ခဲဆုံးပုဂ္ဂိုလ်ကမင်းကိုယ်တိုင်ပဲချစ်ခင်မှုက မင်းကိုအိမ်ပြန်ပို့ပေးလိမ့်မယ်လူတိုင်းကအိမ်ပြန်ရောက်ဖို့ပဲကြိုးစားနေရလို့ငါထင်တယ်ညည်ရီတွေကအားနေချက်မဟုတ်ဘူးမင်းရဲ့ခွန်အားပဲအကူညီတောင်းတာကအရေးရင်ဆုံးအရာပဲမင်းရဲ့အားနေချက်ကိုပြရဲတဲ့အချိန်ကမင်းရဲ့အတ္တမှဆုံးအချိန်ပဲ။ အကူညီတောင်းတယ်ဆိုတာလက်မြောက်အရှုံးပေးတာမဟုတ်ဘူးလက်မြောက်အရှုံးပေးဖို့ကိုညင်းပေတာချစ်ခင်ဖို့အတွက်မင်းကထူးခြားတဲ့သူဖြစ်ဖို့မလိုပါဘူးတနာချင်တာမှုကိုနိုင်တဲ့အရာဘာမှမရှိဘူးတခါတလေထရက်ပြီးလှုပ်ရှားရှိတာကိုဆက်လုပ်တာကရဲဝင်ပြီးအထင်ကြီးစရာကောင်းတယ် တည်ငြိမ်တယ်လို့မြင်ရအောင်အောက်ထဲမှာအသေးအတန်ရက်နေရတာလေးရှိတယ်။အကြီးမားဆုံးအထင်မှားမှုကတော့ဘဝဆိုတာပြောစရာမရှိတော့အောင်၆ပြစ်ကင်းပြည့်စုံသင့်တယ်လို့ထင်တာပဲ။ရိုးသားနေတာကအမြဲစိတ်ဝင်စားဖို့ကောင်းပါတယ်။မင်းပြန်နိုင်သည်ဖြစ်စီမပြန်နိုင်သည်ဖြစ်စီငါတို့မင်းကိုချစ်ခင်ပါတယ်။မင်းဖန်ကွက်ကရေတဝက်မရှိတာလား။ ရေတဝက်ပြည့်နေရလားငါထင်တာတော့ငါမှာဖန်ကွက်ရှိနေတာကိုပဲငါကျေးဇူးတင်တယ်မိုးပေါင်ကျလာတဲ့အခါရှေ့ဆက်သွားပါကြီးမားတဲ့အခြေအနေတွေကိုထိန်းချုပ်လို့မရတော့ဘူးလို့ခံစားရရင်မင်းရှိတဲ့တဲ့ကမင်းတတိမထားမိတဲ့မင်းချစ်ခင်တဲ့အရာကိုအာယုံဆိုင်ပါမုံတိုင်းကပြင်းသက်သက်ပြင်းလာပြီဒီလိုဆိုရင်မင်းလှမ်းတဲ့ခြေလှမ်းတိုင်းက ပိုကြီးမားတဲ့အောင်မြင်မှုဖြစ်လာပြီ။မုံတိုင်းကအမှန်ကန်ပဲ။ငါတို့ရဲ့ကြောက်ရွံ့မှုကလည်းအမှန်ကန်ပဲ။ဒါပေမဲ့ငါတို့ရဲ့ချစ်ခင်မှုကလည်းအမှန်ကန်ပဲ။အဆုံးတစ်နေ့မှာချစ်ချင်းမြတ်တာကပဲအောင်ပွဲခံလိမ့်မယ်။မုံတိုင်းကငါတို့ကိုပင်ပန်းအောင်လုပ်တယ်။ဒါပေမဲ့မုံတိုင်းကိုယ်တိုင်လည်းပင်ပန်းနေပြီ။အဲ့ဒီတော့တောင်းထား။ငါတို့ပင်ပန်းနေပြီ။ ါပေမဲ့ရောင်နီလဲလာနေပြီအဲ့ဒီတော့တောင်းထားမုံတိုင်းတွေနဲ့ပတ်သက်ပြီးမိရခဲ့တဲ့အကောင်းဆုံးသင်ခန်းစာကဘာလဲသူတို့အားလုံးပြီးသွားတယ်ဆိုတာပဲဆက်သွားရမယ့်လန်ခီးကအရှိကြီးကြံသေးတယ်လို့တွေးမဲ့အစားငါတို့ခီးဘလောက်ဝေးဝေးရောက်ခဲ့ပြီဆိုတာကိုအာယုံဆိုင်တနေ့မင်းပြန်ကြည့်တဲ့အခါဒီကာလကဘလောက်ခက်ခဲပင်ပန်းနေ မင်းဘလောက်တတိရှိပြီးဘလောက်ကောင်းကောင်းလုပ်နိုင်ခဲ့တယ်ဆိုတာမင်းမြင်လာနိုင်လိမ့်မယ်။ငါရဲ့အကောင်းဆုံးရှာဖွေတွေ့ရှိမှုကငါဟာအရှိတရားတိုင်းလက်ခံတယ်ဆိုတာပဲ။ငါတို့ဒီမှာရှိနေရဲဆိုတာချစ်ခင်မှုအတွက်ပြီးတော့အချစ်ခံမှုမင်းဘလို့ဆက်ဆံခံရတယ်ဆိုတာပုံမူတည်ပြီးမင်းဘလောက်တတ်မှုရှိတယ်ဆိုတာအကဲမဖြတ်ပါနဲ့ အိမ်ဆိုတာအမြဲနေရာတစ်ခုကိုပြောတာမဟုတ်ဘူးမင်းကအရေးကြီးတယ်မင်းကချစ်ခင်မှုကောင်းတယ်အခြားဘသူမှမလုံနိုင်တဲ့အရာတွေကိုကဘာကြီးစီမင်းယူဆောင်လာတယ်ဆိုတာအမြဲမှတ်ထားပါတခါတလေမင်းကြားသမျှအားလုံးဟာ အမုန်းတရားကြီးပဲဒါပေမဲ့ဒီကဘာကြီးမှာမင်းတွေးထင်နိုင်တာထက်ကိုချစ်ချင်းမြတ်တာတရားတွေကပုံများပါတယ် အခုဖတ်ပြသွားတာတွေကဒီဇလန်ထဲမှာဇက်ကောင်လေးဦးသူတို့အပြန်အလှန်ပြောဆိုထားတဲ့စကားလေးတွေပါတကယ်ဘယ်စောက်တအုပ်လုံးမှာရေးထားတဲ့စာတွေကိုချပြီးတော့ရေးမယ်ဆိုရင်တော့မှပဲစာမျက်နှာ၁၀မျက်နှာလောက်ပဲရှိနိုင်နေပေါ့နော်ဒါပေမဲ့အထက်ကအကြောင်းအရာတွေကအရန်စိတ်ဝင်စားဖို့ကောင်းပြီးတော့ကိုယ့်အတွက်ခွန်အားတွေအများကြီးကိုပေးနိုင်တဲ့စကားစုလေးတွေအများကြီးပါဝင်တယ် စိတ်တက်ကြတဲ့ချိန်นี้ဒါမှမဟုတ်အပြင်းကြီးပဲဖြစ်ဖြစ်ဖတ်ကျင်နေဆိုလို့ရှင်တော့မှပဲအရန်ကောင်းတဲ့စာအုပ်လေးတအုပ်လို့ထင်ပါတယ်။အဲ့တော့အားလုံးလည်းဖတ်ကြည့်ဖို့အတွက်တိုက်တွန်းခြင်းပါတယ်။အဆုံးထိနားထောင်ပြီးရတော့လဲကျေးဇူးများကြီးတင်ပါတယ်။